ပွဲချက်တွေတန်းစီနေချိန်မှာစောစောစောင်းဝင်ပြီးတော့ဟီဟီဟာဟာတွေဖြစ်ကုန်တော့မဲ့အာဆင်နေဘရာဇီးနဲ့ဆီနီဂေါ်တို့ရဲ့နိုင်ငံတကာအချစ်ကြီးရဲ့ပွဲစဉ်မှာအာဆင်နယ်တင်းရဲ့အကူရတဲ့နောက်တန်းကစားမကာဗရီယယ်ကဒဏ်ရာရရှိခဲ့ပြီးတော့ပွဲတွင်းကနေထွက်ခွာသွားခဲ့ရပါတယ်။လာမယ့်ကမ္ဘာ့ဖလားအတွက်ခြေစစ်ပွဲအောင်ထားတဲ့ဘရာဇီးအသင်းဟာစနေနေ့ကအာဆင်နယ်အမ်ရိတ်ကွင်းမှာဆီနီဂေါ်နဲ့ချစ်ကြီးရဲ့ပွဲကစားခဲ့ပါတယ်။အက်စလော်ဒီရဲ့အသင်းဟာနေရာဒီတုန်းကအင်္ဂလန်ကိုနိုင်ယူခဲ့တဲ့ဆီနီဂေါ်ကို၂ဂိုးကိုမရှိနဲ့ထင်ကြီးစရာအကောင့်အနိုင်ရရှိခဲ့ပါတယ်။ဂျက်စီဂျဲဝင်းအက်စတာဘောင်က28မိနစ်မှာဖွင့်ကိုသွင်းခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက်ကကက်စမီရိုက9မိနစ်ကြာမှဘရာဇီးအတွက်ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ဘရာဇီးတို့ရဲ့နိုင်ရမှုဟာဒုတိယပိုင်းမှာဒဏ်ရာရသွားတဲ့ကာပရီရဲ့ကြောင့်ထိခိုက်မှုရှိခဲ့ပါတယ်။သူဟာနိုင်ရွယ်လောက်မှာပေါင်ချန်ဒဏ်ရာလို့ယူဆတဲ့ပြဿနာကြောင့်ပွဲရနေထွက်ခွာခဲ့ရပြီးတော့လူစားလဲခံခဲ့ရပါတယ်။ပွဲပြီးမှာတော့ဘရာဇီးနီးပြအန်ချယ်လော့တီကိုကာပရီရဲ့ကကာပရီရဲ့ဒဏ်ရာအကြောင်းမေးမြန်းခဲ့ပါတယ်။ဒဏ်ရာကဘယ်လောက်ဆိုးလဲလို့မေးတဲ့အခါမှာအန်ချယ်လော့တီကဆိုးလားကျွန်တော်မသိပါဘူး။သူ့ရဲ့ပေါင်တွင်းသားကြွက်သားမှာဒဏ်ရာပြဿနာရှိတယ်လို့ထင်ပါတယ်။ ဈေးဝင်နိုင်ကြတော့မနေ့ပြန်မှာစစ်ဆေးရပါမယ်။ကစားမတယောက်တည်းရတာကိုကျွန်တော်တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်။တကယ်ကိုစိတ်ပြတ်မိပါတယ်။သူမြန်မြန်နဲ့ကောင်းကောင်းပြန်လဲတက်တာလာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ဂါရီယာတည်းရတာကအာစနယ်နီးပြမိခဲအာရီတာအတွက်ကတော့သတင်းကောင်းဖြစ်မှာမဟုတ်ပါဘူး။အာရီတာကဒီယာဒီမှာဒီခံစင်မှုကိုအားကိုးနေကြတာပါ။အသက်၂၉နှစ်ရွယ်ကစားမဟာဒီယာဒီမှာပရီးမီးယားလိပွဲတိုင်းကစားထားပြီးတော့နောက်တန်းမှာထူးခြေစွမ်းပြနေရမလို့အာစနယ်ကစတဲ့ပွဲမှာလီဂို၅ကိုပဲပြေးချရပါတယ်။ နိုင်ငံကပွဲစဉ်တွေနားပြီးတဲ့နောက်မှာအာဆနယ်ရဲ့ပွဲစဉ်တွေကလည်းဆက်တိုက်ရှိနေတဲ့အတွက်ဒီတန်ရရရှိခြင်းကအခြေအနေတော့မကောင်းလှပါဘူး။အာဆနယ်တို့ဟာနိုဝင်ဘာ23ရက်နေ့မှာမြို့ကန်ပြိုင်မဲ့စပါနဲ့ဒီယာဒီပထမဆုံးမြောက်လန်ဒန်ဒါဘီကိုအင်ရှင်ဖြစ်လက်ခံကစားပြီးလီပွဲကိုပြန်လည်စတင်မှာလည်းဖြစ်ပါပြီ။ပြီးရင်တော့ဘိုင်ယန်မြူနစ်နဲ့အရေးကြီးတဲ့ချန်ပီယံလိပွဲကြီးရှိနေပါသေးတယ်။အာဆနယ်ဟာအဲဒီနောက်မှာချဲလ်စီ၊ဘရန်ဖို့နဲ့အက်စတန်ဗီလာတို့လိုခက်ခဲတဲ့လီပွဲတွေဇက်တိုက်ကစားအောင်မှာလည်းဖြစ်ပါတယ်။ဒါပြင်ဂါရီယန်နဲ့တူအီတလီကစားမှာ ရီကာဒိုကာလာဖီယိုရီလည်းပေါင်တန်ရာကြောင့်နော်ဝေးနဲ့ကမ္ဘာပလားခြေစစ်ပွဲကနေနိုင်ယူခဲ့ရတာမလို့ရန်ထိုင်ကုန်မှာထင်ရနိုင်ခြင်းရှိနေပါတယ်။အာစနယ်ကတော့ဂါဘရီယယ်နဲ့ကာလာဖီယိုရီတို့နှစ်ဦးစလုံးနောက်တစ်ပတ်တနင်္ဂနွေနေ့မှာကစားမဲ့စပါးနဲ့ပွဲအတွက်အချိန်မီပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်နေရတော့မှလည်းဖြစ်ပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ။